မိုးကြတဲ့ခါမှာပေါ်တတ်တဲ့တင်းရင်းဒီကိုမြန်မာလူမျိုးအများစုဟာသဘောကျပါရင်အတုံးမြုံနေနဲ့ဖြစ်ဖြစ်ထင်းဆက်ပြီးတော့ဖြစ်ဖြစ်စားရည်စင်ပြီးဖြစ်ဖြစ်စားတတ်ကြပါရင်တဲမီတွေမှာအပင်ဖောက်ပြီးတော့တင်းရင်းဝက်လှုပ်ရှားတာတော့ရှိပါသေးတယ်မီးလေးအောင်ပြီးတော့တို့စားတာပြုတ်ပြီးတော့တို့စားတာအစိမ့်နုနုလေးကိုတို့စားတာတွေလည်းရှိပါသေးတယ်ဗျာဒီလောက်နဲ့ပဲလားဆိုတော့မဟုတ်သေးပါဘူးစေးနေအောင်ပြုတ်ထားတဲ့တင်းရင်းဒီကိုအပြားပုံစံလေးဖြစ်အောင်ထူထောင်ပြီးတော့ပဲစီလေးနဲ့စိမ့်တာ ဒါမှမဟုတ်ကုန်စည်ချက်ဆန်းပြီးတော့စားတာမျိုးတွေလည်းရှိပါတယ်။ဒါကြောင့်မို့ဒီနေ့မှာတော့တင်းကြီးတိကျရရင်သတိထားစရာလေးတွေကိုဖော်ပြပေးပါမယ်။တညင်းသီးရဲ့အစိတ်တညင်းသီးမှာအစိတ်တောက်အနည်းငယ်ပါပါတယ်တညင်းသီးမှာအမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ဂျင်ကာလင်းအက်ဆစ်ပါဝင်နေပါတယ် အဲ့ဒီအစရာဒညင်းဒီအစိတ်တက်တာကို ဖြစ်စေနိုင်ပါတယ်။ဒါပြင်ဒညင်းဒီကကတွင်းနဲ့ဆိုတာစီးနဲ့နန်းတာဝမ်းနဲ့ဆိုတာတွေလည်းဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကဒညင်းဒီကအာဟာရပါဝင်မှုနည်းတယ်လို့အစိတ်ခက်ပြော့ပြော့ပါနေပြီးတော့အာဟာရဖြစ်စေမှုကိုလည်းအဟံတားဖြစ်စေတဲ့အရာတွေပါဝင်နေပါတယ်။ဒညင်းဒီစားရင်ဘာဖြစ်မလဲ။ဒညင်းဒီစားပြီးရင်ကတွင်းမှာနန်းဆိုးဖြစ်တာဟာကိုယ်တွင်းမှာရှိတဲ့အစိတ်အတောက်တွေဖြစ်နေတာပါ။စီးရင်ဝမ်းနေတယ် ထဏန်ဆိုးနေရခြင်းကစိတ်တောက်တွေကိုဖယ်ရှားဖို့အတွက်ခန္ဓာကိုယ်ကကြိုးစားနေတာပါပုံမှန်အားဖြင့်တော့ခန္ဓာကိုယ်ထဲမှာအစိတ်တွေဝင်ရောက်တဲ့အခါအသေးကအစိတ်တွေကိုဖယ်ရှားပေးပါတယ်ကြောက်ကကတော့စီးနေတဲ့စိတ်တောက်တွေကို ပြင်ပကိုစွန့်ထုတ်ပေးပါတယ်ဒါကခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တရက်ပါညင်းသီးစားတဲ့အခါမှာတော့ညင်းသီးမှာပါတဲ့အစိတ်ဖြစ်စီတဲ့ဓာတ်ကအသေးကိုအရင်မရောက်ဘဲနဲ့တွေးရဲကိုရောက်သွားပါတယ်ပြီးမှအသေးစီကိုရောက်ပါတယ်အသေးက ကိုရင်းကိုဝင်သမျှအစိတ်တောက်အားလုံးကိုဖယ်ရှားပေးနိုင်ပေမဲ့ဗညင်းသီးရဲ့အစိတ်ကိုတော့မဖယ်ရှားပေးနိုင်ပါဘူးဒီတော့နောက်တစ်ဆင့်ကကြောက်ကက်ကနေစွန့်ထုတ်ဖို့အတွက်စူးစမ်းပါရင်ဒါပေမဲ့ဗညင်းသီးမှာပါတဲ့အစိတ်မော်လီကျူးတွေဟာကြောက်ကက်ထဲကစီးပြုံတွေကိုပိတ်ဆို့စေနိုင်ပါတယ်အဲ့လိုကနေကြောက်ကက်ကိုထိခိုက်ပြီးတော့စီးသွားတဲ့အခါမှာသွေးပါလာတာစီးသွားရခတ်တာကြောက်ကက်ထိခိုက်မှုကြောင့်ခါတအားနာလာမျိုးတွေခံစားရနိုင်ပါတယ်ဒီလိုကနေမှသွေးထဲမှာ စိတ်တောက်တွေများလာပြီးတော့ရုတ်တရက်ကြောက်ကက်ပျက်စီးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဗျာဒီချိန်ကအစိုးဆုံးနေနဲ့ကြောက်ကက်ပျက်ပြီးတော့တိတ်ဆုံးတာမျိုးထိလည်းဖြစ်စေနိုင်ပါတယ်တင်းရင်သီးရဲ့အစိတ်တွေကိုဖယ်ရှားလို့ရသလားတချို့ကလည်းတင်းရင်သီးကိုရှင်နေနေပြုတ်တဲ့အခါမှာတော့စိတ်တွေပေါသွားမယ်လို့ပြောကြပါတယ်ဒါယူဆချက်တာဖြစ်ပြီးတော့တကယ်မှာတော့မပြောနိုင်သေးပါဘူးဒါကြောင့်ဒီနီးလန်းကိုတအားမယုံစေချင်ပါဘူး ရေပြုတ်ရင်စိတ်တွေပါသွားမယ်လို့ယူဆပြီးတော့မျက်မျက်စားမိရင်တော့ကိုယ်ပဲဒုက္ခရောက်မှာပါ။ဒါကြောင့်တနိုင်သမျှမစားတာအကောင်းဆုံးဖြစ်ပါရင်။ဟုတ်ကဲ့ပါ။အခုကျွန်တော်ဝေမျှပေးတာကတော့ဒင်းကြီးတိကြိုက်တယ်။မိတ်ဆွေများတို့ကဒီချက်တွေကိုတည်တာဖို့တို့ကဝေမျှပေးခြင်းဖြစ်ပါရင်။ဟုတ်ကဲ့ပါ။အခုလိုမိုးရသည်မှာ Happy for you ပရိသတ်တွေနေနဲ့လေကျမ်းမာရေးယူဆိုင်ပါလို့ပြောကြရင်ねဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရဗျာ။